မင်္ဂလာပါအခုချိန်အားစပြီးတော့ဂျွန်လ9ရက်နေ့ကြာသာပတေးနေ့ညပိုင်းတရင်နဲ့မီဂျာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအမိပါ ရခတ်တတော်အေအေကမကွေးနဲ့ရခိုင်အဆက်မှာရှိတဲ့စစ်ကောင်စီရဲ့စခန်းကိုသိမ်းယူလိုက်ပါတယ်။ရခိုင်ပြည်နယ်ဒီမကွေးတိုင်းနယ်စပ်ငဖဲမြို့နယ်အပိုင်းဒီအမ်ပဒန်းလမ်းပေါ်မှာရှိတဲ့ဒီရုံးမတောင်ပေါ်ကစစ်ကောင်စီရဲ့စခန်းကိုအေအေကသိမ်းယူလိုက်တာပဲဖြစ်ပါတယ်။ရုံးမတောင်ပေါ်ကစစ်ကောင်စီရဲ့ MPT ဆက်သွယ်ရေးတာဝါတိုင်းကုန်းစခန်းကိုအေအေကမနေ့ကသိမ်းယူခဲ့တာဖြစ်တယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်။အဲ့ဒီစခန်းကိုသိ ိမ့်ပြီးတဲ့နောက်မှာလည်းအဲ့ဒီနာကနတ်ရေကန်ဗျူဟာကုန်းနာတဝိုက်မှာတော့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဆိုပါတယ်။နတ်ရေကန်တိုက်ပွဲမှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေအပြင်ဒီအနားမှာရှိတဲ့ဘုံဘောခမောက်အတောင်စခန်းကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတယ်လို့ဆိုပါတယ်။အရခတက်တော်နဲ့ဒီပူပေါင်းတပ်ဖွဲ့တွေကဖေဖော်ဝါရီလဇန်ပိုင်းကစပြီးတော့အံပဒန်လမ်းပိုင်းကိုပိတ်ဆို့ဖြတ်တောက်ထားပြီးနတ်ရေကန်ဗျူဟာကိုထိုးစစ်ဆင်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။ကချင်ပြည် ီဖက်ကန့်ကိုစစ်ကောင်စီစစ်ကြောင်းတွေရောက်သွားပြီးတဲ့နောက်မှာတော့တိုက်ပွဲတွေကဆက်ပြီးတော့ပြင်းထန်နေပါတယ်။ဖက်ကန့်မြို့နယ်တဲမှာတိုက်ပွဲတွေဖြစ်လာနေတယ်လို့စစ်ရဟယင်တွေကလည်းပြန်ဝဲနေတာတွေရှိလာတဲ့အတွက်ဒေသခံတွေကစိုးရိမ်နေကြပါတယ်။ မေလ9ရက်နေ့ဒီနေ့မနက်ပိုင်းမှာတော့ဒီဖကံမျိုးနယ်တဲကမစုပ်ပြန်တဲ့စံကဘက်ကနေထွက်လာတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းနှစ်ကြောင်းနဲ့ကချင်လူလက်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တို့အကြားမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ဒီနေ့မနက်ပိုင်းမှာလက်နက်ကြီးတန်းလက်နက်ငယ်တန်းတွေဇက်တိုက်ကြားနေရပြီးတိုက်ပွဲတွေဆက်ဖြစ်လာနိုင်တဲ့အတွက်ဒေသခံတွေကစိုးရိမ်နေကြတာလို့ဆိုပါတယ်။မနေ့ကဆိုလို့ရှိရင်လည်းဒီစစ်ရဟယင်တစည်းကဖကံမှာရှိတဲ့ဒီတပ်မကုန်းမှာဆင်းဖို့လုံလာတဲ့အချိန်နောက် က်တစည်းကတော့ပပတ်လေကိုပြက်ခတ်မှုတွေလုပ်ခဲ့တယ်လို့ဒေသခံမျိုးသားတယောက်ကပြောပါတယ်။အဲ့ဒီစစ်ကောင်စီရဲ့ရဟတ်ယင်တွေကိုတော့ဒီ KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဘက်ကနေပြန်ပြီးတော့ပြက်ခတ်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။ဒါအပြင်မနေ့ကဆိုလို့ရှိရင် ဖက်ကမှာရှိတဲ့ဒီကြောက်စိမ့်လုတ်ကွက်ကုမ္ပဏီဝင်းနှစ်ခုတည်းကိုစစ်ကောင်စီတပ်သားတွေကဝင်လာပြီးတော့မိရှုဖျက်ဆီးတာတွေလုပ်နေတယ်လို့လည်းဒေသခံတွေကပြောပါတယ်။ ဒီကနေ့မှာတော့တရားမျိုးသားလူမျိုးရေးတက်မလို့ TNL ကအွန်လိုင်းကနေသတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ခဲ့ပါတယ်စစ်ကောင်စီနဲ့ဆွေးနွေးမှုတွေမှာမူလရည်တည်ချက်အတိုင်းသွားမယ်လို့တန်းတက်မလို့ TNL ကပြောလိုက်ပါတယ်တရုတ်နိုင်ငံကဂျာဝင်စီစဉ်ပေးတဲ့စစ်ကောင်စီနဲ့တွေ့ဆုံမှုတွေကိုဆက်လုပ်မှာဖြစ်ပေမဲ့ပြည်သူလူထုကိုလေကြောင်းအပြင်ဒီလက်နက်ကြီးနဲ့တိုက်ခိုက်မှုတွေကိုမလုပ်ဖို့တော့တောင်းဆိုသွားမယ်လို့ TNL ကဒီနေ့လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ် ဧပြီလနောက်ဆုံးအပတ်ကတရုတ်နိုင်ငံကုမင်းမှာလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာ DNL ကတင်ထားတဲ့နောင်ချူ၊ကြောင်မဲ၊တီဘော၊မိုးကုတ်၊မိုးမိတ်စတဲ့မြို့တွေကိုပြန်ပေးဖို့စစ်ကောင်စီကတောင်းဆိုခဲ့ပါတယ်။ဒါကို DNL ဘက်ကလက်မခံခဲ့တဲ့အတွက်ဆွေးနွေးပွဲကအဆုံးသတ်ခဲ့ပါတယ်။အဲ့ဒီဆွေးနွေးပွဲနောက်ပိုင်းမှာတော့စစ်ကောင်စီက DNL ကထိမ့်ချုပ်ထားတဲ့နေမြေတွေတဲကို drone လက်နက်ကြီးတွေအပြင်ဒီလေကြောင်းကနေတိုက်ခိုက်မှုပေါင်းအကြိမ်ကြီးတစ်ထောင်ကျော်လုပ်ခဲ့တယ်လို့လည်း DNL ဘက်က ထုတ်ပြန်ထားပါတယ်။တစ်ဖက်မှာလည်းတရုတ်နယ်စစ်ကောင်စီတပ်ရဲ့ပိတ်ဆို့မှုတွေကြောင့်ဒီပုံများလာနေတဲ့အတွက်ဒေသခံလူထုဟာကုန်ပစ္စည်းရှာပမှုတွေနောက်ပြီးတော့ကုန်စည်နှုန်းအဆမတန်တက်တာတွေနဲ့ရင်ဆိုင်နေကြရပါတယ်။တစ်ဖက်မှာတော့ KIA ဒီကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့လည်းဆက်ဆံရေးကမဟာမိတ်မှုအပေါ်မှာရပ်တည်ပြီးဆွေးနွေးသွားမှာဖြစ်တဲ့အတွက်စိုးရိမ်စရာမရှိဘူးလို့ပြောဆိုထားပါတယ်။ သွေးသစ္စာတော်လှန်ရေးတခြင်းဆိုတဲ့အကြောင်းအုတ်ကြီးအပါဝင်၃ယောက်ကိုစစ်ကောင်စီကဖမ်းဆီးသွားပါတယ်။သခိုင်းတိုင်းကမ်ဘလူမြို့နယ်မှာသွေးသစ္စာတခြင်းကိုဆိုတဲ့ဒီကျောက်ဆရာအပါဝင်အာနန်းစီဒီယံ၃ယောက်ကိုစစ်ကောင်စီကဖမ်းသွားတယ်လို့ကျွလကမ်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကမ်ဘလူခရိုင်ကမနေ့ကထုတ်ပြန်ပါတယ်။နန်းစီဒီယံ၃ယောက်ဟာမေလ28ရက်နေ့ညမှာအဖမ်းခံလိုက်ရတာဖြစ်ပါတယ်။ဖမ်းခံရတဲ့သူတွေကတော့ဒီကမ်ဘလူမြို့အာတက ကတစ်ကျောင်းကအကျောင်းအုပ်ဆရာကြီးဦးမိုးထွန်းပါတယ်။နောက်ပြီးတော့အထက်တန်းမြဆရာဦးစုသင်နောက်တစ်ယောက်ကတော့ကျောင်းဆောက်ဦးညွဝင်းတို့ဖြစ်ကြပြီးတော့နိုင်ငံတော်အကြီးညိုပြည့်စုံမှုပုံမှ905ခွေနဲ့ဖန်စီတရားဆွဲဆိုထားတယ်လို့ဆိုပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးမှာပါအမေရိကန်ကိုသွားလည်ဖို့စိတ်ကူးနေကြလား As well as those who come here as temporary visitors and overstay their visas we don't want them အမေရိကန်နိုင်ငံကမြန်မာအပါအဝင်နိုင်ငံပေါင်း12နိုင်ငံကလူတွေကိုနိုင်ငံဝင်ခွင့်ပေးလိုက်ပါတယ်။ဒီကန့်သက်ချက်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလက်မှတ်ထိုးထုတ်ပြန်လိုက်တာဖြစ်ပြီးတော့ဂျွန်လ9ရက်နေ့လာမယ့်တနင်္လာနေ့ရက်နေ့စပြီးတော့အသက်ဝင်မှာဖြစ်ပါတယ်။ကြေညာထားတဲ့နိုင်ငံ12နိုင်ငံကလူတွေကိုချွင်းချက်တချို့အားလွှဲပြီးတော့အမေရိကန်နိုင်ငံမှာရွှေ့ပြောင်းအခြေချနေထိုင်မှုနဲ့ယာယီဝင်ရောက်ခွင့်လာရောက်ခွင့်ပေါ့နော်ဗီဇာတွေကိုပိတ်လိုက်တာဖြစ်ပါတယ်။ချွင်းချက်တွေထဲမှာဆိုလို့ရှိရင် ်တော့အမေရိကန်မှာအမြဲတမ်းနေထိုင်တဲ့သူတွေတန်တမန်တွေပြီးလို့ရှင်ဒီအားကစားသမားတွေ ိတ်ပင်ထားတဲ့စည်ရင်းမှာမပါတဲ့နိုင်ငံတစ်ခုခုနဲ့ပူးတွဲနိုင်ငံသားအဖြစ်ခံယူထားတဲ့သူတွေပါဝင်ပါတယ်။ဗီဇာပိတ်ရတာကဒီနိုင်ငံခြားအကြမ်းဖက်သမားတွေရဲ့ရန်ကနေကာကွယ်ဖို့နဲ့နောက်ပြီးတော့ဒီအမေရိကန်ရဲ့အမျိုးသားရေးလုံခြုံရေးအတွက်ဖြစ်တယ်လို့ဆိုပါတယ်။မြန်မာအပြင်တခြားဗီဇာပိတ်ခံလိုက်ရတဲ့နိုင်ငံတွေကတော့အာဖဂန်နစ္စတန်၊ချက်၊ကွန်ဂိုအီကွေတိုရီယယ်၊ဂီနီယာပြီးလို့ရှိရင်ဒီအဲအီရစ် အာထရီယာပြီးလို့ရှင်အီရန်လစ်ဗျာအာဆိုမာလီယာဆူဒန်နဲ့ယီမင်နိုင်ငံတို့ဖြစ်ကြပါတယ်ဒီလိုမျိုးပိတ်ဆို့မှုဟာဘလောက်ထိကြာမဲဆိုတာကိုတော့မပြောထားပါဘူးအမေရိကန်ဘက်ကဝင်ခွင့်ပိတ်လိုက်ပေမဲ့ဒီတရုတ်ကတော့ဗီဇာအသစ်တစ်မျိုးကိုဖန်တီးပေးလိုက်ပါတယ်အချိန်ချင်းဝင်ရောက်ခွင့်နဲ့အတူဒီ9နှစ်အထိသုံးစွဲခွင့်ပေးထားတဲ့အာဆီယံဗီဇာကိုတရုတ်နိုင်ငံကထုတ်ပေးသွားမယ်လို့ကြေညာပါတယ်တရုတ်ပြည်မှာစီးပွားရေးလာ လောက်ကြမဲ့သူတွေကိုဒီ9နှစ်ဗီဇာထုတ်ပေးမှာဖြစ်ပြီးတော့အိမ်ထောင်ဘက်နဲ့ကလေးတွေကိုလည်းတပါတယ်ထုတ်ပေးသွားမှာဖြစ်ပါတယ်။တကြိမ်နေထိုင်မဲ့ဆိုလို့ရှိရင်အများဆုံးရက်ပေါင်း180နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။ဒီဗီဇာကို တရုတ်မှာစီးပွားရေးလုပ်ငန်းလုပ်ကင်ကြမဲ့မြန်မာတွေအပါအဝင် ASEAN 10နိုင်ငံနဲ့လာမယ့်အောက်တိုဘာလမှာ ASEAN အဖွဲ့အဝင်ဖြစ်လာမဲ့အာ Timor Leste နိုင်ငံသားတွေလည်းအကျုံးဝင်မှာဖြစ်ပါတယ်။ ကဲကျမတို့တွေဘိုက်စာလို့ရှိရင်ဘာလို့ကြပါသလဲ တယောက်ထဲနေတဲ့သူတော်တော်များများကတော့လမ်းဘေးကိုသွားအဲ့ဒီလမ်းဘေးမှာရှိတဲ့ဆိုင်လေးတွေမှာစားကျင်နာတွေကိုသွားပြီးတော့ဝယ်စားတတ်ကြပါတယ်။ထိုင်းရလူတွေကတော့ဒီ7-11ကိုသွားပြီးတော့တခုခုဝယ်စားကြတယ်လို့ straight food ပေါ့နော်ဒီဈေးတန်းလေးတွေကိုသွားပြီးတော့တခုခုဝယ်ကြတာမျိုးစားကြတာမျိုးဒီလိုမျိုးလုပ်ကြမယ်လို့ထင်ပါတယ်။ကျမတို့လူပါပဲဒီထိုင်းနိုင်ငံကခောက်ရဲအမျိုးသားဥယင်ခောက်ရဲ National Park ကဆင်ရိုင်းကြီးတကောင်ကလည်း store ဆိုင်ကြီးတဲ့ကိုဝင်ပြီးတော့စားတောက်စရာတွေကိုသွား ွားယူဆပါတယ်။သူကတော့အသက်28နှစ်ရှိပြီဖြစ်ပါတယ်။နာမည်ကတော့အာ Flybian Lake လို့ခေါ်ပါတယ်။ အဲ့ဒီစင်တီကြီးဟာအမျိုးသားဥယျာဉ်နဲ့မလန်းမကန်းမှရှိတဲ့လမ်းမကြီးဘေးကစတိုးဆိုင်ကြီးတဲကိုဝင်ပြီးတော့မောင်းထုတ်တွေကိုဝင်ပြီးတော့သွားယူခဲ့တာပါစတိုးဆိုင်ဝန်ထမ်းတွေကဒီအော်ပြီးတော့မောင်းထုတ်ကြပေမဲ့ဂယုမဆိုင်ပဲမောင်းထုတ်တွေကိုယူပြီးတော့ပြန်ထွက်သွားခဲ့ပါတယ်သူယူသွားတဲ့မုံတွေကတော့ဆန်မုံချောက်အချို့ပြီးတော့ဆန်ဒဝစ်ပေါ့နော်ဒီအသားညက်ပါမုံတစ်ခု နဲ့ငပြောသီးကြောက်တွေဖြစ်ပါတယ်။သူယူသွားတဲ့ပစ္စည်းရတံပိုးတွေကတော့ဒီဘတ်တထောင်ပိုးလောက်ရှိတယ်လို့ထိုင်းသတင်းတွေကဆိုပါတယ်။ဆိုတော့အဲ့ဒီနာကလူတွေရဲ့ပြောပြချက်အရတော့ဒီစင်ကြီးကဒီပတ်ဝန်းကျင်မှာရှိတဲ့အိမ်တွေကိုလာပြီးတော့တစ်ခါတလေမှအစာတောင်းစားတက်တယ်လို့ဆိုပါတယ်။စတိုးဆိုင်ကို ဝင်လာတာကတော့ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။ဆိုင်ထဲမှာဘာဖြစ်သွားလဲလို့စဉ်းစားနေတဲ့ပရိသတ်တွေလည်းရှိမယ်လို့ထင်ပါတယ်။ဆိုင်ကတော့မြများဆဆပျက်စီးသွားတာမျိုးမရှိပါဘူး။ သူလာတဲ့လမ်းတစ်လျှောက်မှာရွှွန့်ွေပေးသွားတာနဲ့ဒီမျက်နှာချက်ပေါ့လေနည်းနည်းပြတ်သွားတာတော့ရှိပါတယ်တဲ့။ဆေးရိုင်းကြီးကတော့သူယူသွားတဲ့ပစ္စည်းအတွက်ပတ်စံပေးမသွားပါဘူးရှင်။သတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကဒီအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိညတိုင်းမှာရုပ်တံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာပဲဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။